အချို့ချမ်းသာခဲ့ကြ၏ထို့ကြောင့်အဘဆရာတော်ကြီးများပူဇော်ဝဲကိုနှစ်စင်းတဲ့တိုင်ချင်းချင်းတဲ့ကျင်းပါနိုင်ခဲ့ကြ၏ကျင်းပါခဲ့ကြ၏ထို့အပြင်ပူဇော်ဝဲကျင်းပါစဉ်ကာလညအခါများတွင်အထွေကျုံရင့်ကျက်သူဆရာကြီးများထံမှပယောဂကုထုံများအကြောင်း အောက်လန်းမိစ္ဆာတို့၏လက်ပတ်တပ်ပုံးများအကြောင်းကုတော်ရ၌ကြုံတွေ့ရတတ်သော အကြောင်းအရာများကိုမင်းကြီးဝေသဒံမိုးလင်းပေါက်နားထောင်၍အတွေ့အကြုံယူခဲ့ကြရ၏ ရှင်းပြသူဆရာကြီးများကလည်းကိုယ်ဤသွေးကြွားလုံးမပါဘဲဂိုင်းတော်နှင့်ပညာအကြောင်းကိုအာဝဇန်ရှင်းရှင်းဖြင့်ဟောပြောကြသည်မှာအလွန်မင်းတန်မိုးရှိလာ၏။ဤနေ့တွင်ကျွန်တော်ရေးသားသည့်ဂိုင်းတော်ဇေတော်ပညာနှင့်ပတ်သက်သည့်အရေးကြီးအကြောင်းအရာများသည့်ထိုကဲ့သို့ပူဇော်ဝဲများမှရရှိခဲ့သောဘ ഹു တုတ္တများပင်ဖြစ်လေ၏။ဂိုင်းတော်နှင့်ပတ်သက်ပြီးမှားယွင်းစွာပြုလုပ်နေသူများအားသက်ဆိုင်ရာဥပဇေဆရာမှတော်၎င်း နာယကဆရာကြီးမှတော်၎င်းဆုံးမတုံသင်၍လမ်းမှန်ကိုညွှန်ပြပေ၏ဥသောွယ်တက်ရောက်ချင်းကြောင့်ရရှိသောအကျိုးကျေးဇူးမြည်မြကြီးမားသည်ကိုတက်ရောက်ကုသူများသာအတိဆုံးဖြစ်ပေလိမ့်မည်ဥသောွယ်တစ်ခုတွင်တပည့်တချို့မှ၎င်းတို့၏ဆရာများနှင့်ပတ်သက်၍ဝေဖန်ပုတ်ခတ်ပြောကြားသည်ကိုနားနှင့်ဆက်ဆက်ကြားခဲ့ရ၏ထို့သောဝေဖန်သောတပည့်ဖြစ်သူအချို့သည်ရှင်ညောပညာနှင့်ဂိုင်းတော်အပေါ်အလုံးမင်းတတ်ဝင်ယုံကြည်လျက် ဂိုင်းတော်နှင့်ပညာအပေါ် တစ္ဆာစောင့်သည့်ယိုသေးချသူများဖြစ်သို့သောကုရုဇင်မြတ်သားဖြစ်သောဆရာဖြစ်သူ၏လှုပ်ဆောင်ချက်အချို့အပေါ်မကြင်မနက်ဝေဖန်စောကားခြင်းဒီကထိုစောကားသူတပည့်အဖို့သာအပြစ်တရားဖြစ်ပေတော်မူဆရာလှုပ်သူအချို့၏ပြုမှုပြောဆိုလှုပ်ကိုင်းမှုများတပည့်များအပေါ်အုတ်ချုပ်မှုများမှောင်ရင်ကောင်းမှောင်ရင်နိုင်ပါသည် လွဲမှာကောင်းလွဲမှာနိုင်ပါသည် ထိုသို့သောလွဲမှာမှုများသည်ထိုလွဲမှာမှုပြုသူ ပြန်လည်ရရှိလာမည်အကျိုးဆက်များသာဖြစ်ပါသည်ထိုလွဲမှားမှုများကိုအဘဆရာတော်များမှမတိကျအောင်ဆောင်၍ဥပိ္ပခာပြုထားမည်မဟုတ်ပါဆရာမားလင်းလည်းသူတော်သူဆောင်တော်မည်သာဖြစ်ပါ၏ဆရာမားသည်ဖြစ်စေမှန်သည်ဖြစ်စေဝေဘံပုခတ်စောကားမည်သောတပည့်သည်ဧကံငရေကြီးပေမည်ဘုန်းတော်ကိုကြီးစေသောသိဋ္ဌိအဋ္ဌိများနှင့်အလံဝေးပေမည်ထို့ထက်လွန်ကဲစွာစောကားခြင်းများပြုလုပ်ပါက အယူပမာနေရရှာပေမည်ဖက်ရပေါလန်းနေကောင်အဝေးကြီးဝေးပေတော်မူပြည်ဤဝန်တကူကြီးလိုပါကတပိဖြစ်သူအနေဖြင့်ဇယအပေါ်၌ဆန့်ကျင်ခြင်းမပြုပင်ဇယအပေါ်ယူတိလေးစားရန်လိုကြောင်းဂိုင်းတော်ချုပ်အဘဘုရဟံမိန်ကြားခဲ့သည်မဟုတ်ပါလောအဘဘုရဟံဤပူဇော်ဝဲကိုဦးရှိရခင်ကဤကဲ့သို့အနှစ်သာရပြေဝစွာကျင်းပနေသော ပူဇော်ဝဲများရှိနေပါသေးသည် ထို့သို့သောပူဇော်ပွဲများဥဆောင်ကျင်းပနေသည့်ဆရာကြီးများနှင့်တပည့်များအားအမှန်ပင် လေးစားမိပါ၏အဘဘုရဟံဤတပည့်သားသမီးမြင့်မြင့်တီးတွတ်ကြွများနေဖြင့်ဆရာနှင့်တပည့်အကြာယဉ်ညာညီကိုမောင်နှမအချင်းချင်းအကြာဖြစ်ပွားတတ်သောပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းအရာများကိုတည်တံပေးဖယ်ထား၍ကျင်းပအပ်သောပူဇော်ပွဲများတွင်ချင်းကျော်ဂိုင်းတော်နှင့်အဘဘုရဟံဤဂုံကျေးဇူးကိုထောက်ရှု၍ အမုံမပွားကြပဲအပြန်အလှန်လေးစားသမှုပြုနိုင်ကြပါစေတည်း။ဒိုင်းတော်ကျုပ်အဘဘိုးတော်ဟန်ဤပူဇော်ဝယ်အဖေကြီးဦးမြခင်ဤပူဇော်ဝယ်ဥပိ္ပဇေဆရာအားပူဇော်ဝယ်များသည်ဆရာနှင့်တပည့်အကြောင်းယဉ်ညာညီကိုမောင်နှမအချင်းချင်းကြားဝေဘံပုခတ်စောကားခြင်းကင်းသောပူဇော်ဝယ်စစ်စစ်သာจิตတင်မကြောင်းလေးစားစွာမေတ္တာရက်ကန်ခြင်းဖြစ်ပါ၏။အလင်းတင်၍ဖေကြီးဦးမြခင်မက်ခဲ့သောအိမ်မက်တစ်ခုအကြောင်းပြင်ပြပါဦးမည်။ အဖေကြီးဦးမြခင်ဤအိမ်မက်ထဲတွင် လောင်းလေကြီးနှင်းပါဤပထမလောင်းလေကြီးတွင် လူ၂၀၀ခန့်စီးနင်းလိုက်ပါဤထိုလောင်းလေကြီးထူးခြားချက်မှာဥမပါပေလေဦးဒိတ်မပါခြင်းကို ဆိုလိုပါသည် လောင်းလေဤအရှိဘဲအနောက်ဘက်နှစ်ပိုင်းလုံးသည်ပဲ့ကြီးသာဖြစ်ချိနောက်ဥမပါ၍ပဲ့ကြီးသာဖြစ်သောထိုလောင်းလေသည်ဥတီယံမရှိဘဲရေစီတိုင်းမျောခြင်းအားမျောနေသည်ဆို၏ထိုလောင်းလေဤနောက်နောက်တွင်ပဲ့နှင့်ဥတို့ဖြင့် ဥတီယမှန်သော လောင်းလီရစဉ်သည်ငြိမ်သက်စွာရွေလျားနေသည်ဆို၏ထိုလောင်းလီအပေါ်၌က စီးသူတယောက်မျှမပါပေထိုလောင်းလီဥပိုင်းတွင်မျက်လုံးပုံရေဆွေထား၏ထိုအခိုက်တွင်အဲ့ဒီမျက်လုံးဟာနတ်မျက်စီကွာဟုပြောလိုက်သောအတန်ကိုကြားရလေ၏ထိုအိမ်မဲအကြောင်းကိုအဖေကြီးဦးမြခင်မှအဘဘိုးတော်ဟံအပြောပြခဲ့၏အိမ်မိတ်နမိတ်နှင့်ပတ်သက်၍အဘဘိုးတော်ဟံမှငါသားလောင်းဟာဥမပါရင်ဘယ်စိတ်ကန်းကို ွားကံမလဲဥပါမကက်လို့ရတယ်ဥမပါတော့ဘယ်ကမ်းမှစိုက်မင်းမသိဘူးကလော်သွားကြပြီတပည့်အချို့တွေသွားကြပြီမင်းတွေ့ခဲ့တဲ့ဒုတိယလောင်းဟာတို့စီးရမယ်လောင်းကွာဟုမိန်ကြားခဲ့ဤထိုအိမ်မဲ့အရာမိမိသည်မိတို့သောလောင်းလေထက်စီးနှင်လိုက်ပါနေသည်ကို သုံးသက်ကြရမည်ဖြစ်၏ဤစာစုဖြင့်ကျေးဇူးရှင်အဖေကြီးဦးမြခင်အားယုတိလေးစားစွာ ရှင်ခိုးကတော်ပါ၏ဒါကတော့ ဆရာနှစင်ရေးသားပြုစုထားသောရွှေညော်ဣသာတရားမေကြီးစီကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတစာစုများမှနံပါတ်29ရှီးခေပူဇော်ဝဲများ၏အနှစ်သာရများနှင့်လောင်းလီကြီးနှစင်ဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပြီးခဲ့တာပဲဖြစ်ပါရယ်ခမညာ